မင်္ဂလာပါရှင်ပကံနူးရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါစကိုင်းတိုင်းမုံရွာမြို့နယ်စူတောင်းပြည့်ဖရားပွဲကနေပြန်လာကြတဲ့လူငယ်30ကျော်ကိုမင်းညာအော်တိုဘားလ13ရက်နေ့ကကန္နာလန်းပေါ်မှာအင်စီက9စီနဲ့စစ်တပ်ကပေါ်တာဆွဲဖမ်းခဲ့တယ်လို့မုံရွာ road information အဖွဲ့ကထုတ်ပြန်ပါတယ်အဲ့ဒီလူငယ်တွေဟာစူတောင်းပြည့်ဖရားပွဲမှာပြုတ်လုတဲ့ရှိုးပွဲကိုကြည့်ပြီးပြန်လာကြတဲ့သူတွေလို့လည်းသိရပါဗျ စကိုင်းတိုင်းဝက်လက်မြို့နယ်အနောက်ချမ်းချေးရွာတွေကိုစစ်ကောင်စီကလေကြောင်းကပုံကျဲတက်ခိုက်ခဲ့တာကြောင့်ဒေသခံတွေ ထိခိုက်ဒဏ်ရာရပြီးဖုန်ကြီးကြောင်းနဲ့စေဒီအချို့ထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ဝက်လက်မြို့နယ်ရွာသားကြီးချေးရွာနဲ့တမန်သာချေးရွာကိုအော်တိုဘာလ23ရက်နေ့ကနေ14ရက်နေ့အထိနှစ်ရက်သက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ် ဒီကနေ့မနက်9:00နာရီခွဲကန်းကနေညနေ4:00နာရီဝန်းကျင်အထိမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကတက်လာတဲ့ဂိုင်ရိုကော်ပရာ3စီက3ကြိမ်တိုင်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ People Defense Comrades အဖွဲ့ကထုတ်ပြန်ပါတယ်။ဒီကနေ့ညနေမှာလဲဝက်လက်မြို့နယ်အနောက်ချမ်းတနေရာကိုဂိုင်ရိုကော်ပရာ3စီကဘုံသီးနှလုံးကျဲချတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တယ်လို့ဝက်လက် Information Network ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီကဇူလိုင်လ18ရက်နေ့ကလည်းဝက်လက်မြို့နယ်အရှိချမ်းကရှားကွဲရွာငဘတ်ချောင်းရွာနဲ့ရီလေမော်ကျေးရွာတွေကိုလေကြောင်းကပစ်ခတ်တိုက်ခိုက်ခဲ့ပြီးရက်သား15ဦးထပ်မံတည်ဆုံခဲ့ပါတယ်။ဒါ့အပြင်အော်လာ28ရက်နေ့ကလည်းဝက်လက်မြို့နယ်အရှိတောင်ချမ်းရုံးပင်ကုန်းရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီဂျက်ဖိုက်တာတွေကလေကြောင်းပုံကျဲပစ်ခတ်ခဲ့တာကြောင့်အမျိုးသား၃ဦးနဲ့မျိုးသမီး၃ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ မန္တလေးတိုင်းမန္တလေးမြို့ချမ်းအေးတာဇံမြို့နယ်86လမ်းရွှေတချောင်းဘေးရှိအိမ်တွေတိုက်တွေကိုအော်တိုဘာလ17ရက်နေ့ကစပြီးစစ်တပ်နဲ့စစ်ပွင်အဖွဲ့တွေကလမ်းတွေပိတ်ပြီးဖျက်ဆီးနေတယ်လို့ Voice of Mandalay အဖွဲ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လအတွင်းကလည်းစစ်ကောင်စီဟာမန္တလေးမြို့ပေါ်ကဆိုင်ကန်းတွေကိုမှန်တကားတက်ခိုင်းတာတွေဆိုင်ရှိအဖိထုတ်ထားတာတွေကိုဖျက်ခိုင်းတာတွေပြုလုပ်ခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။ ဒါပြင်ဒီကနေ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ35လမ်းလမ်း80တောက် UFL နောက်ကျော်26နဲ့89လမ်းကြား41လမ်းကန်တော်ကြီးတောင်တွေမှာဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သိရပါတယ်။စကိုင်းတိုင်းပမောင်းမြို့နယ်ကစစ်ဆောင်ပြည်သူတွေအတွက်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ပမောင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ပမောင်းမြို့နယ်မှာစစ်ကောင်စီတက်လက်အောက်ခံ ား SN နေတက်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်ဘေးလွယာကိုထွက်ပြေးတင်းရှောင်နေရတဲ့ဒေသခံပြည်သူ2000ကျော်ရှိနေပါတယ်။သူတို့အတွက်စာနယ်ရိက္ခာ၊ဆေးဝါးနဲ့ယာယီတဲအမိုးကာတွေစတဲ့အရေးပေါ်အကူအညီတွေအရေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်။လက်တလုံးတိုက်ပွဲတွေပုံမှုပြင်းထန်လာနေတာကြောင့် ပမောက်မြို့နယ်ပတ်ဝန်းကျင်ကျေးရွာပေါင်း15ရွာထက်မနည်းကဒေသခံပြည်သူတွေနေအိမ်တွေကိုစွန့်ခွာပြီးဘေးလွတ်ရာဒေသတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတာပါစစ်ဘေးရှောင်ပြည်သူတွေမှာကလေးတငယ်တွေနဲ့တကြီးရွယ်တွေပါဝင်ပြီးစားနပ်ရိက္ခာပြက်လက်မှုနဲ့ရင်ဆိုင်နေရတယ်လို့ထုတ်ပြန်ပါတယ်ပြည်သူတွေအ धिक လိုအပ်ချက်ကတော့အစားအသောက်ပါပဲပြီးတော့စေဝါနဲ့နေထိုင်ဖို့အတွက်အမိုးကာတွေလည်းအရေးပေါ်လိုအပ်နေပါတယ်လို့စစ်ရှောင်ပြည်သူတွေကိုကူညီပေးနေသူတဦးကလည်းပြောပါတယ် စစ်ပေးဆောင်ပြည်သူတွေကိုကူညီလှူဒန်းလိုတဲ့စေတနာရှင်တွေအနေနဲ့ဆက်သွယ်နိုင်တယ်လို့ဗမာမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ပကန်နျူရဲ့ pocket အစီအစဉ်ကိုနားဆင်ကြကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပကန်နျူရဲ့ pocket အစီအစဉ်ကို YouTube channel နဲ့ Spotify platform တွေမှာလည်းနားဆင်နိုင်ပါတယ်ရှင်။